ီမှာဆိုရင်တန်စာတတိလည်းပေါ့ဟုတ်ဒီဟီပေါ့နော်ဒီတန်တာအမွေနှစ်တည်းလည်းပေါ့တယ်ဒါပေမဲ့တန်တနာကိုမထိန်သိမ်းဘူးဘုန်းကြီးကျောင်းတွေအဲ့ဒီကုသိုလ်တော်ဖရာတွေမဟာမြတ်မုနိတွေဆိုလို့စင်ကြီးလိုက်မဲ့ဆိုလို့စင်ဘာတွေဖြစ်နေလဲဆိုတော့စီမစီကံမစီအမိုက်ပစ်တာတွေစီမဲ့ကံမဲ့ဒါလူလူနိုင်ငံရဲ့အမိုက်ပုံဒါဘုန်းကြီးကျောင်းဝင်းထဲမှာပေါ့ခုနငါးစကျွေးတယ်ဒါသိမ့်ပေါ့နော် တိမ်ထဲမှာကြတော့ကျွန်တော်တို့ခုနကပဲဖရားဝင်ရှိခိုးပြီးတယ်ဗောနော်ဖရားရှိခိုးဖို့ပူအတွက်ဖရားကြီးအဲသူတို့တီချာစနစ်တကျလှုပ်ထားတာဗောနော်ဒီအမိုက်ပုံလေးတွေကစားသွားဗောနော်ဒါဒါသူတို့ဒီ level တွေကိုအလားဆင်လာတဲ့ပုံမျိုးဗောလူမျိုးအရာတပ္ပမီချဝင်းကြီးပေါ့နော်ဒါကျမတို့မန္တလေးတို့ကတို့မပြောမဲဆိုရင် ေရွှေချောင်းသူတို့တော့ဘုရားတို့မင်းသည်ဘုရားကြီးနဲ့အဲဘုရားနဲ့နည်းနည်းစင်တာပေါ့နော်အေးသူငါးစားကျူတဲ့ကန့်နေရှိတဲ့ကွာအဲ့ဒီမှာဆိုလို့ရှိရင်အမကြီးလားတန်တန်ငါကဟိုဘက်မှာငါးစားကျူတဲ့နေရာစနေတကြပေါ့နော်လှုပ်ထားတာတွေပေါ့ ဒါတော့လှီဒီဒီနေရာကိုပတ်တယ်အမိုက်သိန်းနဲ့ချောင်းနဲ့မြောင်းနဲ့မှပြီးတာဒီကိုစဲ့တဲ့သိန်းနဲ့ဟာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါသူလှုပ်တာဒါဘာလို့ပြလဲဆိုတော့ဒါတန်ရှင်တရားမှုနဲ့နိုင်ငံဒုတက်အောင်လှုပ်ဆောင်တဲ့ခေါင်းဆောင်တွေရဲ့ဝန်ထမ်းသီးသီးတို့ရဲ့တော်ဝန်ပြုမှုတော်ဝန်ခံမှုတွေအလုပ်ပေါ်လေးစားမှုတွေရတယ်လူတန့်ရှင်းတဲ့ရမှုတွေ ਨੇ ပြတ်သားတာပေါ့နော်အခု ဒါဘုံကြီးကြောင့်ပြုံးဝင်လဲမှာကျွန်မရောက်နေတာဗောနော်ဒါလူတွေနားဖို့ဟိုအတွက်ထိုင်ကုန်လေးတွေလောက်ထားတယ်ဒီမှာပညာလေးတွေဒါအခုကျွန်တော်တို့မန္တလေးတောင်ပေါ်ရူပါတို့ဆိုရင်အများကြီးဝင်ဝင်ရအောင်လုပ်လို့ရတဲ့နေရာတွေရှိတယ်ရာပြောမယ်ဆိုလို့ရှိရင်ဒါမန္တလေးတောင်ပေါ်ရူပါတို့ဆိုမှာဝင်ဝင်ရအောင်အများကြီးလုပ်တဲ့နေရာရှိတယ်အဲဘာမပြီးမှာဆိုလို့ရှိရင်နိုင်ငံခြားဝင်ဝင်ရအောင်လို့လုပ်တဲ့ ဒီရှင်းဟောင်းတဘာဝအဲတဘာဝတိုင်းပြည်တဲ့ဒီတမိုင်းဝင်အဲနေရှိတယ်နောက်တော့အရင်ရှင်းရှင်းရအဲကအရင်ဆက်ဆက်လုပ်တဲ့တမိုင်းဝင်နေရှိတယ်ပေါ့နော်ဒါလည်းဟိုဘက်မှာလည်းအများကြီးကြည့်ရှိသေးတယ်ဒီလောက်ပဲရိုက်ပြမောဒါကိုခေါင်းဆောင်တွေတရားမထိသိဘူးအဲဒီတယံဇာတ်တွေကိုပဲထုတ်ရောင်းတယ်တယံဇာတ်တွေထုတ်ရောင်းတယ် ဟိုပြည်တွင်းကပြည်သူလူထုစီကပဲအခွန်တုတ်တွေကောက်ဖို့ကြိုးစားတယ်။တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေစိုက်ပျိုးရေးအဲကျန်းမာရေးဘာတွေဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့နိုင်ငံတစ်ခုဖြစ်နေပြီးတော့ပြည့်စည်ခြင်းတွေကိုရနေတဲ့တိုင်းပြည်ပေါ့နော်။ပြောမယ်ဆိုရင်ဒါတွေကိုထိသိမ်းနိုင်မှုပြသပေးတာဖြစ်တယ်ပေါ့နော်။အားလုံးကျမ်းမာချမ်းသာစွာနဲ့တိုင်းပြည်ပေါ်မှာစောင့်ဆောင်နေအားလုံးအသည့်တရား digamos assim, a gente é, vai fazer se...